မင်္ဂလာပါသားတို့သမီးတို့ယေ2025 March နေ့ရက်ဒီနော်ဆက်မရောက်ပါပြီအဲ့တော့ဇာမွေးတွေဖြင်းနိုင်ကြလားနေကောင်းကြလားနေပူရဲတော့ရင်ကူးဆိုင်ကြနော်ကဲအဲ့တော့သားတို့သမီးတို့တွေနော်အခုဆရာကဗာလီစဉ်းစားထားလဲဆိုတော့အခုနေ့ရက်ဒီမှာဆရာတင်တဲ့မှာတော့အပြင်တင်တဲ့မှာပေါ့နော်အာတာလူသမီးတို့အရွယ်တွေပေါ့နော်9နှစ်10နှစ်10နှစ်17နှစ်ပေါ့ဒီအရွယ်တွေကိုစပြီးတော့ဒါလေးတွေသင်နေပေါ့နော်အဲ့တော့သင်တော့ အော်ဒီလိုအပြင်သင်တန်းကိုလာမတက်ဖြစ်တဲ့လာတက်ဖို့အဆင်မပြေတဲ့အကြောင်းသားအကြောင်းသူတွေနော်ဒါလို့ဗီဒီယိုအတွက်ကောအဆင်ပြေအောင်ဆိုပြီးတော့အခုလိုအစီအစဉ်လေးလောက်ထားပါတယ်နော်အဲ့တော့အစီအစဉ်ရဲ့ပထမဆုံးအပိုင်းအနေနဲ့နော်စာပြီးတော့ program လေးတွေရေးကြရအောင်နော် okay ခက်ကလည်း AI နော် AI မဟုတ်ဘူးနော် AI 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 လိုက်ဆိုကြည့် AI 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 ဆိုတော့ပင်မတော့ AI ကကြောတာ AI 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 ကြာလို့ဖြစ်လာနော်ကဲအဲ့တော့ AI လို့ခေါ်တဲ့ artificial intelligence နော်ဒီအဲ့ဒီနည်းပညာပေါ်လာတဲ့အတွက်ဒီလို coding တွေကိုကျွမ်းကျင်ဖို့တော်တော်အရေးကြီးလာတယ်နော်ကျွမ်းကျင်ဖို့အရေးကြီးလာရပေါ့နော်ခေကိုပါဟုတ်ပါပြီအဲ့တော့ဒါတွေကနောက်ပိုင်းမှာဆက်ပြောတာဟုတ်ပြီအဲ့တော့တို့ဒီမှာ program လေးတစ်ခုရေးရအောင် ဆရာကတော့ Mac ကိုသုံးပါတယ် MacBook ကိုသုံးပါတယ်အဲ့တော့ဘယ်ဟာပဲသုံးသုံး tablet ပဲသုံးသုံး Windows laptop တွေပဲသုံးသုံးပါပဲဖြစ်ဖြစ်ပေါ့နော်အဆင်ပြေပါတယ်အဲ့တော့အခုစီမှာ scratch program ရှိထားပြီးသားဖြစ်မယ်လို့ယူဆပါတယ်အဲ့ဒါကိုဖွင့်လိုက်ပါဖွင့်ပြီးတာနဲ့အရင်ဆုံးနံပါတ်လေးပြရအောင်ဒီခေါက်တော့ပါလုံးမလဲဆိုတော့ CHSC ဆိုတာ chase chase ဆိုတာလိုက်ဖမ်းတာလားလိုက်ဖမ်းတာကဲတော့ chase ကလိုက်ဖမ်းတယ်ဖမ်းမယ်တဲ့ဖမ်းမယ် ကြာ chasing ဘာလို့ဖမ်းလဲဆို fruits နော် chasing fruits ဆိုပြီးနာမည်ပေးလိုက်တယ်ပြီးတာနဲ့ဆရာက file တွေက save to your computer ကိုသွားမယ်အဲ့တော့ save to your computer မှာဒါတော့ဆရာက chasing fruits version 1.0 version 1ပေါ့နော် version 1အဲဒီထိရပြီနော်အဲ့တော့ file ကို save လုပ်ဖို့မမေ့ပါနဲ့ဟုတ်ပြီအဲ့တော့အခု ုတိယအဆင့်အနေနဲ့ကဒီငကုမူလပါလာတဲ့ကြောင်ကြီးကိုကြောင်ကြီးကြိုက်လိမ့်မယ်အိပ်ပါတော့ကွယ်ဆိုတော့အဲကောင်ဖြတ်လိုက်အောင်တောင်းဆိုဖြတ်လိုက်ပြီโอเคဖြတ်ပြီးဖြတ်ပြီးဖြတ်ပြီးသွားပြီเนาะဖြတ်ပြီးရနေဒီတစ်ခါဘာလုပ်မလဲဆိုဒီမှာ backdrops တွေ့ရဲ့เนาะဒီနားလေးမှာ backdrops အဲ့တော့ backdrops ကိုသွားမယ် backdrops ကိုသွားပြီးပါနဲ့ဒီနားလေးမှာဒီဘက်ဘယ်ဘက်အပေါ်မှာ backdrops ဆိုတာရှိတယ်နေရအောင်နေလိုက်ပြီနေပြီး နာမည်လေးပေးမယ် text เนาะ t เนาะ text tool ကိုယူယူပါဒီ t လေးကိုနှိပ်လိုက်ပါနှိပ်ပြရတဲ့ဒီနားလေးမှာ mouse ကိုเนาะ cursor လေးချပြီးလို့ရှိရင် chasing fruits ရေးလိုက်တယ်ရေးပြရတဲ့ဒီမှာအကယ်၍ mouse ကိုဒီဘက်ကိုထားလိုက်တယ်ဆိုပါစို့အဲဒီဘက်ကိုထားလိုက်တယ်ဒီမှာတွေ့လားထားပြီးဒီမှာ ဒီနားလေးမှာဒါသူ့ရဲ့ font နေပေါ့ font font သူလက်ရေးပေါ့ကွာဘယ်လက်ရေးနဲ့ရေးမလဲဒီလက်ရေးနဲ့ရေးမလားဒီလက်ရေးနဲ့ကြိုက်တဲ့လက်ရေးနဲ့ရေးသားလို့တပီတော့ဟုတ်ပြီနော်အဲ့တော့ဒီမှာ hand writing ရှိမယ်အာ pixel ရှိမယ်ကဲအဲ့တော့ဒါလေးကိုလုပ်မယ်ပြီး oops okay ဟုတ်ပြီ ဲ့တော့ဆွဲပြီးတော့ချက်မယ်ဆိုရင်သူ့ကိုဒီအောက်ဆုံးကနေဆွဲချက်ဒီလိုတာဒီအောက်ဆုံးဖြစ်ဖြစ်ပေါ်ဖြစ်ဖြစ်ပေါ်အကဲရဒီအလဲကနေချက်လို့ရှိရင်ဘလို့ဖြစ်သွားလို့မလှတော့နော်မလှတော့โอเคနော်အားကြောင့် तू ကဒီလိုလေးချက်လို့ရတယ်အာအဲ့တော့ပြီးရင်တိလာအခုရွှေ့လို့မရဘူးနော်ဘာလို့ရွှေ့လို့မရအောင်ဆိုတော့သူ့ကိုဒီ select မှတ်တဲ့ဒီမြားလေးကိုယူပြီးမှရမြားလေးကိုယူပြီးမှအဲ့သူရွှေ့လို့ရမှာဒါလေး give site ပါ ကိုလက်ရှိဘာလို့လုံနေရအောင်ဆိုတာသိဖို့လိုအပ်တယ်။ကဲ okay အဲ့ဒါပြီးရင် तू ကလောက်တဲ့အလောက်တိုင်းမှာနာမည်ရှိတယ်။အခုဒီမှာ backdrop 1ဆိုပြဒီမှာ costume ဒီ costume ရဲ့နာမည်ရှိတယ်။အဲ့တော့အဲ့နာမည်ကိုဆရာတို့က main menu main menu ဆိုတော့ဒါဥတမီတို့သိပါတယ်။ game တွေပိုင်းစဆော်တယ် application တွေစဖွင့်လို့ရှိရင်ဒုံးဆိုပထမဆုံးစမြင်ရတဲ့မြင်တဲ့ဟာလေးကအဲ့ဒါပဲ။ Okay နော်။ Okay ဟုတ်ပြီ။ဒါပြီးရင် ဒါအယောင်ကတော့ကြိုက်တာပြောင်းเนาะဒါအယောင်ပြောင်းမှာဒါခင်ရံရောင်ကြီးမကြိုက်ဘူးဆိုဒီနားလေးမှာအယောင်ကိုကြိုက်တဲ့အယောင်ပြောင်းလို့ရအစိမ်းပြောင်းမလားအနီပြောင်းမလားဒါလေးပြောင်းမလားကြိုက်တာပြောင်းပေါ့เนาะ Okay All right how be အဲ့ဒါပြီးရင်ဒီ backdrops ကိုနောက်တစ်မျိုးထပ်ပြန်ရအောင်ဒါတော့ဒီမှာ select map မှာ backdrop ကိုမှတ်မပြီး right click တော့ဆိုပြီး duplicate duplicate ဆိုတာတုံးဆိုပွားလိုက်တာအဲပွားလိုက်ပြီးအိမ်မှာ garden ရှိရင် ဲ့ကားပေါ်မှာ right click နှိပ်ပြီးဒုံးဆိုပွာလဲကားနှစ်စီးဖြစ်သွားလဲ wow no that's not possible ဟမ်အဲ့ဒါ main menu နောက်ပြီးတော့တော့ဆရာတို့က game စဆော့မယ်အတွက် game menu လို့နာမည်ပေးလိုက်မယ်အဲ့တော့ကိုယ်စီမှာနှစ်ခုရှိလိမ့်မယ် main menu နဲ့ game menu ရှိလိမ့်မယ်အဲ့တော့ game menu မှာကြာတော့ဒီ chasing fruits မလုပ်တော့ဘူးအာဒါဆရာတို့ timer timer ဆိုတာပေးမယ် ထိုင်းမှာဆိုတော့အခုဆရာဒီဗီဒီယိုသင်ခန်းစာကိုလည်းဆရာထိုင်းမှာလေးပေးထားပါတယ်နော်။ဘာကြောင့်လဲဆိုတော့တာဝန်သမီးတို့အကြ ాయి ကြည့်မျက်လုံးပြတ်မှာဆိုလို့နော်မျက်စိထိခိုက်မှာဆိုလို့နော်အားကြောင့်ဆရာကထိုင်းမှာလေးပေးထားတယ်15မိနစ်15မိနစ်ထိုင်းမှာလေးပေးထားတယ်။ကဲ okay အဲ့တော့တာတို့တာတို့သမီးတို့ရဲ့ game မှာလည်းအဲ့လိုပါပဲ။နော်အဲ့တော့ဒါလေးကဒီလိုနှိပ်လိုက်ပြီးဆိုလို့ရှိရင်အပြီးသွားပြီးထိုင်းမှာလို့ပေးမယ်။ပြီးတော့ copy paste အဲနောက်တစ်မျိုးဖြစ်သွားပြီတွေ့လားပြန်လို့ပြမနော်ဒါ delete လုပ်လိုက်မနော်သူ့ select မှတ်ထားဒီ mouse ဒီမြားလေးနဲ့လှုပ်ထားပြီးအပေါ်မှာတွေ့လား copy ပြီး paste အာသူတော့ score score ဆိုလိုချင်တာ10မိနစ်အတွင်းမှာအသီးဘယ်နှလုံးစားနိုင်လဲပေါ့အဲဒါလေးတွေပေါ့ကဲနှစ်ခုလုံးကိုဇာ size လေးတွေတအားကြီးနေရယ် ဲ့တော့နည်းနည်းလေးသေးချင်တယ်ဆိုရင်တခုမှတ်လိုက်ပြီเนาะလက်တစ်ဖက်ကနေပြီးတော့ SHIFT shift ဆိုတဲ့ key ကိုနှိပ်ထား keyboard မှာ SHIFT shift ကိုနှိပ်ထားနှိပ်ထားပြီး အောက်က scroll ကိုပါ select မှတ်လိုက် mouse လေးနှိပ်လိုက်အဲဒါဆိုနှစ်ခုလုံးမှတ်ထားပြီးသားဖြစ်ပြီးအဲ့တော့အဲ့ဒါကိုဒီလိုလေးချဲလိုက်မယ်နှစ်ခုလုံးတူနှစ်ခုလုံး size လေးကတေးသွားပြီ yes ပြီးနှစ်ခုလုံး select မှတ်ချင်ရင်လည်းအဲ့လိုပဲ mouse လေးဒီလိုလေးဆွဲဒါကြောင့်တအားသမီးတို့เนาะ တောက်ပြီးတော့အိမ်ကိုဖေဖေမမေကိုဖုန်းနေပိုင်မပူစားနဲ့နော်ဖုန်းအစား laptop ကောင်းကောင်းတလုံးအဲ laptop လေးပေါ့ရိုင်းကောင်းစရာမလိုပါဘူး laptop laptop ကိုပဲသိရှာရတယ်နော်မီဒီယာပြတ်တော့ laptop လေးနဲ့ဆိုပူကောင်းတာပေါ့နော် okay ကဲအဲ့တော့ရပြီဒီထိနားလည်မယ်နော်ကဲဒီထိနားလည်ရင် now the sing လေးသွားရအောင် now the sing ကကြတော့အခုဒီမှာဒီအောက်မှာ ီမှာဒါလေးเนาะ choose a sprite မှာ choose a sprite မှာဆိုတော့အတိတ်တစ်ခုထည့်မယ်เนาะ choose a sprite မလုပ်ဖယ်နဲ့ paint p e i n t paint ကိုရွေးလိုက်ပါတေးဆိုရောက်လာပြီအဲအဲ့တော့သူ့ကိုမလုပ်မလဲဆိုတော့ play ဆိုတဲ့ button လေးထည့်မယ် not play ဆိုတဲ့ button လေးထည့်မယ်အဲ့တော့ဒီမှာ rectangle အဲ့တော့ rectangle လေးကိုရွေးလိုက်မယ်ရွေးပြီးနည်းလေးဆွဲလိုက်မယ် ဆွဲလိုက်ပြီးဆရာတို့ကအစာရေးမယ်။စာရေးမယ်ဆိုဒီမှာ text ကိုရွေးလိုက်တာနဲ့စာရဲ့အရာဝင်လည်းဒီလိုအပြာရောင်ကြီးဖြစ်နေလိမ့်မယ်။ရေးကြည့်လိုက်မယ်နော်ဒီမှာရေးကြည့်လိုက်မယ်နော်ဒီနောက်မှာရေးကြည့်လိုက်မယ်။ Okay မြင်ရပြီ။ဆွဲ oops sorry တဲ့နော်အဲ့တော့ဒီလိုဒါကိုမှတ်ရမယ်။အဲ့ဒါမှတ်ပြီးဒီပေါ်ဆွဲချလိုက်မယ်။ ဆွဲချလိုက်ရင်ဘာမှမမြင်ရဘူးဘယ်မြင်ရမလို့အရာကအတူတူပဲဖြစ်နေတာโอเคเนาะအားကြောင့်ဆရာကဒီမှာ control နဲ့ z နဲ့နှိပ်လိုက်လို့ရှိရင်အပေါ်ပြန်ရောက်သွားလိမ့်မယ်အဲ့တော့သူ့ကိုလည်း size လေးနည်းနည်းလေးကြီးလိုက်မယ်ပြီးရင်အရာလေးကိုတစ်ခုလေးပြောင်းလိုက်ရအောင်အနက်လုံးမလားဖြူဖြစ်မလားတစ်ခုခုပေါ့ကွာ maybe ဒီအရာလေးထည့်လိုက်မယ်တန်တန်ကဲနော်ဒီအရာလေးထည့်လိုက်မယ်အဖြူအရလှုပ်ချင်လည်းရတယ်ပြဿနာမရှိဘူး ီတော့လွတ်ချင်လေရရဟုတ်ကဲ့ဟောပြီอืม all right okay အဲ့ဒါပြီးရင်နောက်တစ်စင်လေးသွားမယ်ဒါ play ကိုရပြီလားအဲ့ play ကိုရဆိုဆရာတို့ဒီမှာလောက်ထားတော့၃ခုတောင်ရှိသွားပြီဆိုတော့ဘာလောက်မလို့ထပ်ပြီးဘာမှမလုပ်နဲ့ file လေးကိုသူက save to your computer ကိုသူကအစောနံပါတ်နဲ့ရှိထားပြီးသားဖြစ်လိမ့်မယ်အဲ့တော့ save ကိုနှိပ်လိုက် yes ဒါပဲ okay နော်ဟုတ်ပြီအဲ့တော့ဒါလေးကဒီဟာလေးရှိပြီဆိုရင်ဆရာတို့နောက်တစ်ခုသွားရအောင်ဒီမှာသူ့ရဲ့ costume 1ကိုပေါ်နေရယ် costume ကို mask လေးနဲ့ click နေလိုက်မယ် right ပြီး right click နေမယ်ပြီး now duplicate လုပ်လိုက်မယ်ပွားသွားပြီအေးပွားသွားပြီဒီခါအယောင်လေးပြောင်းလိုက်ရအောင်ဟေး rectangle ကဒီအယောင်လေးကိုနောက်ထပ်အယောင်လေးတစ်ခုခု အဲဒီလိုရောင်လေးပြောင်းလိုက်ရအေးနှစ်ခုဖြစ်သွားပြီ costume 1 costume 2အဲ့တော့ costume 1 2ဆိုရင်နောက်ကြာလာရင်မေ့သွားမှာမေ့သွားမှာဆိုတော့ဆရာတို့ကနည်းနည်းလေးပြောင်းလိုက်ရအောင်အပေါ်က costume 1ကို select မှတ်တာဘာကို select မှတ်တာတော့အရေးကြီးရနော်ဒါတို့ဒါတို့သမီးတို့ယင်ဒီမှာဒီမှာနော် costume 1က UNN and selected and selected ဆိုလိုချင်တာသူ့ကိုမမှတ်ထားဘူးပေါ့အဲဒီတော့ပြောချင်တာကဂိမ်းကစားမယ်ဆို mouse ကရှိချင်တဲ့နေရာမှာရှိနေမယ်ဒါပေမဲ့အဲ့ PL လေးပဲ play ဆိုတဲ့အပေါ်ကို mouse လေးတင်လိုက်မယ်သို့မဟုတ် tablet မှာဆိုလက်လေးနဲ့သွားပြီးထောက်လိုက်တာရဲ့အဲ့ကောင်ကအယောင်ပြောင်းအယောင်ပြောင်းချင်တာ okay now အဲ့ဒီတော့အောက်က costume 2ကိုသွားသူ့ကိုနာမည်ပေးမယ်ဘယ်လိုနာမည်ပေးမလို့ဆို S E L S E L E C T E D selected that's it ဒါပဲ okay အဲဒီထိရသွားပြီဒီထိရသွားပြီဟုတ်ပြီနော်အဲ့တော့အဲ့ဒါရရင်အခုပဲသွားမလို့ဆိုအခု costumes တွေကိုလုပ်နေပြီဆိုရင်နောက် coat ကိုသွားရအောင်ဘာရဲ့ coat တုံးဆိုတာဟုတ်တမျိုးသိဖို့လိုပါတယ်နော်ဘာရဲ့ coat ကိုလဲအခုဒီ sprite 1ရဲ့ coat ကိုအဲ့တော့ဒီမှာ sprite 1လို့ရှိနေရယ် sprite 1ဆိုဘာမှမသိဘူးသူနာမည်ပေးလိုက်မယ် p l a y play လို့နာမည်ပေးလိုက်မယ်ဟုတ်ပြီအဲ့တော့သူကိုဆရာတို့ coat ကိုစားမယ် code က events ကိုသွား one green flag clicked ပြီးဒီတိုင်းမှထားနဲ့မျက်လုံးထိခိုက်မှာဆိုလို့အကြီးချက်ထားအဲဒါကြည့်လို့ရှိရင်ဒီကောင်ဒီဘက်ကိုနည်းလေးသေးလိုက်အာဒီကောင်အတွက်နေရာပို့ရသွားပြီအလေက code ရေးတဲ့အတွက်နေရာပို့ရသွားပြီဒါပဲโอเคเนาะกดยีได้หาด้วยเนี่ยปูยัดตัวไปโอเคดีที่อศีเปิมเนาะหอบี้ အဲ့ဒါဆိုရင်ဒီ green flag ကိုနှိပ်လိုက်လို့ရှိရင်ဘာဖြစ်မလဲဆိုတော့က looks တူပါ costume နေဆို looks ကိုသွားမယ်ပြီးရင် switch costume switch costume to ဆက်ဆက်ချင်းမှာဆိုရင်တော့ unselected ကိုရေးထားလိုက်မယ်ဟုတ်ပြီနောက်ပြီးတော့ backdrop backdrop ကိုအပေါ်ထားလိုက်ရတယ်အောက်ထားလိုက်ရ game menu မထားသေးဘူးဆက်ဆက်ချင်းမှာ main menu ကိုပဲထားမယ် โอเคเนาะကဲအဲ့ဒါပြင်တို့ run ကြည့်ရအောင် run ကြည့်အောင်เนาะအဲ့တော့ green flag ကိုနှိပ်လိုက်မယ်နှိပ်လိုက်ဆက်ဆက်ချင်းပါဘာဖြစ်သွားတော့ဒီ chasing fruits နဲ့ play ရသွားအကြ mouse click up တင်လိုက်မယ်ဘာမှမဖြစ်သေးဘူးเนาะ mouse click ဒီပေါ်တင်လိုက်လို့ရှိရင်တခုခုဖြစ်တော့လောက်ချင်တာအဲ့ဒါဘာမှမဖြစ်သေးဘူးเนาะ okay မဖြစ်သေးဘူးလေအဲ့ code မှာမရှိရသေးတာဟုတ်ပြီနောက်တစ်ခါကြာဆရာတို့ play button လေးကိုဒီ play button ကဒီနားလေးမှာရှိနေရပါတော့เนาะဒီနားလေးမှာရှိနေတယ် အဲ့ရှိတဲ့ဟာလေးကိုဆရာတို့နောက်တနေ့ရအောင်ရွှေ့ရအောင်ဆက်စကြင်မှာတနေ့ရအောင်ရွှေ့ကြင်တယ် motion နေက go to x go to x ကအဲ့တော့နော်ဒီမှာ x ကို x ကို minus minus 1 3 0 y ကိုတော့0ထားကြည့်ရအောင်အဲ့တော့အာအဆိုရင် minus 130ဒါဆိုဆရာတို့တော်တော်ကြီးစမပြေဦးဒီဘလောက်ရောက်သွားပြီဟုတ်ပြီအဲ့တော့ x က minus 13 minus 1 140 y က minus 1 ခန်းလောက်ထားကြည့်ရအောင်စံပြေသေးဘူးအဲ140ရတော့တာများနေကွာ100လောက်ထားရအောင် oops ကြောင့် minus 50လောက်ထားလိုက်မယ်ဒါဒါဆို minus 50 no minus 50 minus 50လေးတိမ်ကောင်းနေကြ minus 30 okay also play pattern အိုင်းလေးမှာအမြဲတမ်းရှိနေလိမ့်မယ် ဟုတ်ပြီอืมဒါပြီးရင်ဆရာတို့ကသူ့ဘာလုပ်မလဲဆိုတော့သူ့ရဲ့ size ကိုအမြဲတမ်းဒီပုံစံမဲ့ဖြစ်နေအောင်ဒီ play pattern ကအကြီးမဖြစ်တော့အောင်ဆရာတို့က size ကိုပြောင်းမယ် size လေးကိုအမြဲတမ်းအသေးလေးထားလိုက်မယ်အဲတော့ set size to 100%ပြီးရင်မတော်တဆဒီ play pattern က ဒီမှာကြည့်နော် play pattern ကိုဆရာဒီနာလေးမှာ show ထားမယ်မထားသေးဘူးလောလောဆယ်အဲ့တော့အခုဒီမှာနှိပ်လိုက်မယ်နှိပ်လိုက်လို့ရှိရင်သူကဒီလိုဖြစ်နေ play pattern အဲ့တော့ဒီမှာဒီ play ဒီ play pattern ကဒီနာလေးမှာ size က show မှာဒီလိုလေးပေါ်နေเนาะအဲ့တော့ဒါလေးကိုနှိပ်လိုက်ရအောင်ဒါဆို height ဖြစ်သွားပြီကဲအဲ့တော့အခုနှိပ်ကြည့်လိုက်ဟာအဲ့လိုကိုလိုကလန့်လောက်ထားရင်မပေါ်မှာဆိုးလို့ ဒါကြောင့် coat နဲ့ဆက်ဆက်ချင်းမှာပေါ်ထားလိုက်မယ် show သူ့ဘာသူ height ပဲလောက်တာ show ပဲလောက်တာလောက်တာနေကြီးအောင် green flag ကိုတုံတုံတုံပေါ်လာပြီ yes ဒါဆိုရင်အခုဒီအဆင့်ကိုရပြီပေါ့ okay เนาะအဲ့တော့15မိနစ်ရှိသွားပါပြီဆရာတို့တင်ကန်းစာတစ်ခု15မိနစ်ပဲထားပါမယ်။ဘာကြောင့်လဲတော့သမီးတို့15မိနစ်တည်းပို့ပြီးမကြည့်စေချင်လို့ပါ။ ခဏနာနားမလည်နောက်တစ်ခေါက်ပြန်ကြည့်တခါတည်း light လို့ save လုပ်ထားမမေ့နဲ့ save လုပ်ဖို့မမေ့ပါနဲ့ save to your computer ပြီး save replace လုပ်ပါတုံ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  okay ရပြီ alright ကျေးဇူးတင်ပါတယ်အဲ့တော့နောက်တစ်ပိုင်းမှာပြန်လည်ဆုံတွေ့ကြပါမယ်နော်